မင်္ဂလာပါခင်ဗျာဒီနေ့ဟာဒီဇင်ဘာလ17ရက်နေ့ဖြစ်ပါတယ်ကျွန်တော်တို့ဟာတရားဟောရင်ညီငိမ့်လေးထိုင်နာထောင်ရတာထက်အာမင်ဟာလေလုယာလို့အော်ဟစ်ပြီးဝိညာဉ်တော်လှုပ်ရှားတာကိုပိုနှစ်သက်ကြတယ်တချို့လူတွေကမေးကြတယ်ဘာလို့ခရိယန်တွေကစူညံတာလဲဘာလို့ညီငိမ့်မနေနိုင်တာလဲတဲ့အဖြေကရှင်းရှင်းလေးပါကျွန်တော်တို့အထဲမှာအသက်ရှင်သောဝိညာဉ်တော်ရှိနေလို့ဖြစ်ပါတယ်အသက်ရှိတဲ့အရာကလှုပ်ရှားတတ်ပါတယ်တည်နေတဲ့အရာကငြိမ်သက်နေတာပါ ဒီနေ့နှုတ်ကပတော်မှာအန်အောစီယံအဖြစ်ပြတစ်ခုရှိတယ်မာရိရဲ့အတန်ကိုကြားလိုက်တဲ့အဲလိရှဘရဲ့ဝမ်းထဲမှာရှိတဲ့ကလေးလေးကခုန်တယ်လို့ဆိုပါတယ်ဒါဟာရိုးရိုးကလေးကန်တာမဟုတ်ပါဘူးဝိညာဉ်တော်ကြောင့်ခုန်တာဖြစ်ပါတယ်ဒီနေ့သင်ဝိညာဉ်ထဲမှာဝိညာဉ်တော်မီးပြန်တောက်ပြီး노ချာတော်သူဖြစ်ချင်တာဒီနှုတ်ကပတ်တော်ကိုခံယူကြရအောင်ဒီဇလန်းကိုကျွန်တော်တို့ကြည့်အောင်မာရိက သခင်ယေရှုကိုပရိသတ်တွေဆောင်ထားတယ်။အဲလိရှဘက်ကဗတ္တိဇံဆရာယောဟန်ကိုကိုဝင်ဆောင်ထားတယ်။မာရိကအဲလိရှဘက်အိမ်ကိုဝင်သွားပြီးနှုတ်ဆက်လိုက်တဲ့အချိန်မှာထူးခြားမှုစတင်ဖြစ်ပေါ်လာတယ်။မိတ်ဆွေမာရိယာဟာရိုးရိုးလာတာမဟုတ်ဘူး။သူ့ဝမ်းထဲမှာနှုတ်ကပတ်တော်ကိုတည်ဆောင်လာတာဖြစ်ပါတယ်။ဖယောင်းသခင်ရဲ့နှုတ်ကပတ်တော်စစ်စစ် မိတ်တိတ်တကောဆစ်ဆစ်တဲဆောင်လာတဲ့သူရောက်လာရင်ပဝင်းကျင်ကပြောင်းလဲသွားတယ်။မာရီနှုတ်ဆက်လိုက်တာနဲ့အဲလိရှဘက်စီမာရှိတဲ့ဝိညာဉ်ကတုတ်ပြန်တယ်။ဒီနေ့ကျွန်တော်တို့လည်းမာရီလိုဖြစ်ဖို့လိုတယ်။ကျွန်တော်တို့သွားတဲ့နေရာကျွန်တော်တို့ပြောလိုက်တဲ့စကားတွေမှာသခင်ယေရှုပါရမယ်။မိတ်တိတ်ပါရမယ်။ တဲ့အနာကိုရောက်လာတဲ့သူတိုင်းဖျားသခင်ရဲ့မြစ်တာကိုခံစားမိစေရမယ်။တမချန်းစာကပြောတယ်အဲလိရှဘက်တီမာရီဤနှုတ်ဆက်ခြင်းစကားကိုကြားလျင်မိမိဝမ်းနိုင်ရှိသောသူငယ်သည်ခုံလေ၏တဲ့။ဒါကိုသတိပြုပါ။ယောဟန်လေးကမမွေးသေးဘူးလူလောကကိုမမြင်ရသေးဘူးဒါပေမဲ့သူ့ဝမ်းထဲကဝိညာဉ်က သခင်ယေရှုကိုသိတယ်သခင်ယေရှုကိုအာယုံခံမိတယ်ဒါကြောင့်ဝမ်းမြောက်လွန်းလို့ကခုံတာဖြစ်တယ်ဝိညာဉ်တော်ပြေးဝရဲဆိုတာစိတ်ခံစားမှုတသက်မဟုတ်ပါဘူးအထဲကနေယုံထွက်လာတဲ့ဝမ်းမြောက်ခြင်းဖြစ်ပါတယ်တခါတလေဘုရားရှိခိုးရင်မျက်ရည်ကျလာတယ်ဒါကဝမ်းထဲကခုံတာပါတခါတလေကခုံခြင်းနဲ့စိတ်ပေါက်လာတယ်ဒါဝမ်းထဲကခုံတာပါတခါတလေနှုတ်ကနေအချားသောဘာသာစကားတွေထွက်လာတယ်ဒါဝမ်းထဲကခုံတာပါဒီနေ့သင်ဝိညာဉ်ကသေနေသလား အိပ်ပျော်နေသလားသခင်ယေရှုရဲ့အပံကိုကြားရင်ပြန်ခုံရမယ်တင့်အထဲမှာရှိတဲ့အမှုတော်ဆောင်ခြင်းတင့်အထဲမှာရှိတဲ့စုကျေးဇူးတွေဒီနေ့ပြန်ခုံထွက်လာရမယ်ကလေးခုံလိုက်တဲ့အချိန်မှာဘာဆက်ဖြစ်လဲအဲလိရှဘက်တီလေတန်ရှင်သောဝိညာဉ်တော်နဲ့ ပြည့်စုံလေ၏ကလင်းရဲ့လှုပ်ရှားမှုက အမေကိုပါဝိညာဉ်တော်နဲ့ပြည့်စေတယ်ပြီးတော့ဘာလုပ်လဲကျေသောအတန်နဲ့ကြွေးကြော်လေသည်ဝိညာဉ်တော်နဲ့ပြည့်ဝလာရင်နှုတ်ဆက်နေလို့မရတော့ဘူးဖယားသခင်ကိုချီးမွမ်းလာတယ်ပရောဖက်ပြုလာတယ်ခရစ်စမတ်ဆိုတာပျော်ပွဲရှင်ပွဲလှုပ်ယုံမဟုတ်ဘူးဝိညာဉ်တော်ပြည့်ဝရမယ့်အချိန်ဖြစ်တယ် လောကရဲ့တခြင်းတန်တွေကိုကြားရင်စိတ်ညစ်ပေမဲ့ဘုရားသခင်ရဲ့နှုတ်ကပတ်တော်ကိုကြားရင်ဝိညာဉ်တော်မီးတောက်ရမယ်။ဒီနေ့သင်အိမ်မှာသင်မိသားစုမှာအဲလိရှဘက်လိုမျိုးဝိညာဉ်တော်ပြည့်ဝခြင်းရှိပါစေ။ဒီဇင်ဘာလ17ရက်နေ့မှာကျွန်တော်မေးချင်ပါတယ်။သင်ရဲ့ဝိညာဉ်ရေးရာအခြေအနေဘလို့ရှိလဲ။ယောဟန်လေးကအပြင်လောကကိုမရောက်သေးပေမဲ့ဝိညာဉ်တော်ကြောင့်ခုံပျော်ခဲ့တယ်။သင်ကအပြင်လောကကိုရောက်နေပြီးသခင်ယေရှုကိုတည်ထားရတဲ့ဘာလို့မှိုင်နေမှာလဲ။စ ိတ်တကြခြင်းဝမ်းနေခြင်းဝိညာဉ်တွေကိုမောင်းထုတ်လိုက်ပါဝိညာဉ်တော်မိကိုပြန်မွေးပါသင်ဝမ်းတဲ့ကနေဆန်းရီထွက်တယ်လို့ဝိညာဉ်တော်တကောတွေစီးစင်းလာပါစေဒီနေ့ကျွန်တော်ဝိညာဉ်က၆တွေ့နေတယ်ဖခင်เจ้าတက်တာကြာပြီးရင်ထဲမှာဘာမှမခံစားရတော့ဘူးဆိုတဲ့သူရှိလားဒါဝိညာဉ်မိငိမ့်ချနေတာပါဒီနေ့သင်ဝမ်းထဲမှာဝိညာဉ်တော်ပြန်ပြီးလှုပ်ရှားစေခြင်းသလားဝမ်းမြောက်ခြင်းဝိညာဉ်ကိုလိုခြင်းသလား comment မှာ ဝိညာဉ်တော်မီလို့ရေးခဲ့ပါသင်အပေါ်ဝိညာဉ်တော်ဆင်းသက်ဖို့ကျွန်တော်အခုပဲဆုတောင်းပေးမယ်ထာဝရဘုရားသခင်သခင်ယေရှု၏နာမတော်မျက်၌ဤဗီဒီယိုကိုကြည့်ရှုနေသောသူတို့၏ဝိညာဉ်ရာ၆သိပ်ခြင်းများကိုယခုဖယ်ရှားပြစ်ပေးပါ အဲလိရှ်ဘဲ1ထဲ၌သူငယ်သည်ခုံတကဲ့သို့ယနေ့ဤသူတို့၏စိတ်နှလုံးထဲ၌ဝိညာဉ်တော်လှုပ်ရှားမှု စတင်ပါစေစိတ်တတ်ကြသောဝိညာဉ်လေးလံသောဝိညာဉ်များထွက်သွားဝမ်းမြောက်ခြင်းဝိညာဉ်ဝင်စားစေနိုးထခြင်းမီတောက်လောင်စေသူတို့၏နှုတ်ကိုဖွင့်၍ကိုရောကိုချီးမွမ်းရသော အခွင့်ပရောဖက်ပြုရသော အခွင့်ကို ပေးသနာတော်မူပါသခင်ယေရှုခရစ်တော်၏နာမတော်မြတ်၌ဆုတောင်းဆက်ကပ်ပါ၏အာမင်